ြစည်းမပြည်သက်များလုံးမဲ့မင်္ဂလာပါမေလ၈ရက်နေ့ည9:00နာရီတဲ့မြစည်းမပရိုင်တိုင်းမြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်ခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်နေတဲ့ရဲတွေကိုဘင်္ဂလားဒေ့ရှ်နေရက်ပြန်ပို့တဲ့သတင်းမြန်မာနိုင်ငံတဝမ်းမိုးရွာသွန်းမှုရှိနိုင်ပြီးငလျင်ဘေးတင့်ဒေသတွေမြေပြိုမှုသတိပြုဖို့လိုတဲ့သတင်း PDF တရင်တွေကိုဒေါ်လာ25တန်ဒီပါထောက်ပံ့ပေးခဲ့တယ်လို့ MOD ပြောတဲ့အကြောင်းနဲ့ အိန္ဒိယပါကစ္စတန်တိုက်ခိုက်မှုတွေအပြီးလေကြောင်းလိုင်းခီးစဉ်တွေလမ်းကြောင်းတစ်ရေးဆွဲတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါစစ်ကောင်စီတပ်ဖွဲ့ဝင်နေတဲ့ရဲတွေကိုဘင်္ဂလားဒေ့ရှ်နေရပြန်ပို့တဲ့တဲ့နဲ့စားလိုက်အောင်ပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလွန်ခဲ့တဲ့လအနည်းငယ်ကထွက်ပြေးခိုလွန်ခဲ့တဲ့မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့နေကြားဆောင်ရဲတပ်ဖွဲ့ဝင်34ဦးကိုမြန်မာနိုင်ငံစီမေလ9ရက်နေ့မှာပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ဒါပြင်ကော့ပစားချင်းထောင်မှာထိမ့်သိမ်းခံခဲ့ရတဲ့မြန်မာနိုင်ငံသား9ဦးနဲ့ပါတူအခါလီချင်းထောင်မှာထိမ့်သိမ်းခံခဲ့ရသူ2ဦးအပါအဝင်ပြစ်ဒဏ်ကြခံပြီးတဲ့မြန်မာအရက်သား6ဦးကိုလည်းသူတို့နဲ့အတူမိခင်နိုင်ငံကိုပြန်လည်ပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။ သူတို့ကိုကော်ပစားလေစိတ်ကနေတဆင့်မြမအရက်ဖက်လေရင်နဲ့မေလ9ရက်နေ့နေ့လယ်ပိုင်းမှာ ပြန်ပို့ခဲ့တာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့နေကြားဆောင်ရဲတပ်ဖွဲ့ဝင်34ဦးဟာရခိုင်ပြည်နယ်ကတိုက်ပွဲတွေအတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခိုလုံခဲ့တာဖြစ်ပြီးဒီဇင်ဘာလကနေဇန်နဝါရီလအကြားဘန်ဒါဘန်မြို့နိုင်ခေါင်ချာရီမှာခိုလုံခဲ့ပါတယ်။ အဲဒီနောက်သူတို့ကိုဘင်္ဂလားဒေ့ရှ်နေကြားဆောင်တပ်ဖွဲ့ BGB ကထိမ့်သိမ်းထားခဲ့တာပါမြန်မာစစ်ကောင်စီကသူတို့ရဲ့တပ်တွေခံအထောက်ထားတွေနဲ့လိုအပ်တဲ့စာရွက်စာတမ်းတွေကိုတင်ပြခဲ့ပြီးတဲ့နောက်မှာအဲဒီတပ်ဖွဲ့ဝင်တွေကိုမြန်မာနိုင်ငံစီပြန်ပို့ခဲ့တာဖြစ်ပါတယ်နေရပြန်ပို့ရေးအခမ်းအနားကိုဒါကာမြို့မှာရှိတဲ့မြန်မာတန်ယုံကတန်တမန်တွေလည်းတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ် ပြီးခဲ့တဲ့နှစ်တုန်းကလည်းမြန်မာနေကြားဆောင်ရဲတပ်ဖွဲ့ဝင်နဲ့တခြားတပ်ဖွဲ့ဝင်ပေါင်း855ဦးကို လေးတုပ်ခွဲလို့ရေချောင်းကနေတဆင်မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ခဲ့ပါသေးတယ်ခင်ဗျာမြန်မာနိုင်ငံတဝမ်းမိုးရွာသွန်းမှုရှိနိုင်ပြီးငလျင်ဘေးတင်ဒေသတွေမှာမြေပြိုမှုသတိထားဖို့လိုတဲ့တဲ့နဲ့ဆက်ရအောင်ပါ မြန်မာနိုင်ငံကတိုင်းနယ်ပြည်နယ်အားလုံးမှာမိုးရွာသွန်းမှုတွေရှိလာနိုင်တယ်လို့မိုးစလကထုတ်ပြန်ထားပြီးငလျင်ဘေးတင့်ဒေသတွေမှာမိုးရွာသွန်းမှုတွေကြောင့်မြေပြိုမှုသတိပြုဖို့မိုးလေဝသဆိုင်ရာလေ့လာသူဦးဝင်းနိုင်ကသတိပေးထားပါတယ်။စစ်ကောင်စီမိုးစလဌာနရဲ့ဒီကနေ့မေလ၈ရက်မနက်9:00နာရီချိန်ထုတ်ပြန်ချက်အရဒီကနေ့ညနေပိုင်းထိမြန်မာနိုင်ငံကတိုင်းနယ်ပြည်နယ်အားလုံးမှာမိုးရွာသွန်းနိုင်တယ်လို့ဖော်ပြထားပါတယ်။ ရန်ကုန်တိုင်းပဲခူးတိုင်းတရင်းလိုက်တိုင်းနဲ့မွန်ပြည်နယ်တွေမှာမိုးတိမ်တောင်တွေဖြစ်ထွန်းနေပြီးမိုးတိမ်တောင်တွေရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးချိုးပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကျွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုကြဖို့မိုးစလာကအကြံပြုထားပါတယ်လာမယ့်နှစ်ရက်အတွင်းရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းအထက်ပိုင်းအေရီတိုင်းတိုင်းလာရီတိုင်းကချင်ပြည်နယ်ကယားပြည်နယ် ၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာမိုးထစ်ချုံရွာနိုင်တယ်လို့မိုးစလာကခန့်မှန်းထားပါဗျ။မိုးလေဝသဆိုင်ရာလေလာသူဦးဝင်းနိုင်ကလည်းမေလ18ရက်နေ့မှာဘင်္ဂလားပင်လယ်အော်အလဲပိုင်းနဲ့အနောက်အလဲပိုင်းမှာတိတာထင်ရှားတဲ့လေပြင်းနဲ့ရဝံဖြစ်လာနိုင်တယ်လို့ဒီကနေ့မွန်လွယ်ပိုင်းမှာသူ့ရဲ့လူမှုကွန်ရက်ကတဆင့်ဖော်ပြထားပါတယ်။ ဲ့ဒီလေဗီယာနဲ့ယုံဟာမေလ16ရက်နေ့မှာအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ကိုဥတီ၍ရှာပြီးမုံတိုင်းအကျဉ်းချန်နေကြောင်းမေလ20ရက်နေ့မှာမြန်မာနိုင်ငံမြောက်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်တွေမှာမိုးများနိုင်တယ်လို့ခန့်မှန်းထားပါတယ်မြန်မာတနိုင်ငံလုံးမှာမိုးရွာသွန်းမှုတွေရှိလာနိုင်တဲ့အတွက်အထူးသဖြင့်ငလျင်ဘေးတင်ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့မြေပြင်အကွဲကြောင်းကြီးတွေဘေးတိုက်အရွေတွေဟာမိုးရွာသွန်းမှုများတဲ့အချိန်မြေကျွန်းနာ ြေးပြိုတာတွေဖြစ်နိုင်တဲ့အတွက်ငလင်တန်ခန်းစားခဲ့ရတဲ့ဒေတာအလုံးအထူးသတိပြုကြဖို့ဥဝင်နိုင်ကတိုက်တွန်းအတိပေးထားပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင်းထိခိုက်ပျက်စီးမှုများခဲ့တဲ့ဒေတာတွေမှာလက်ရှိအချိန်ထိကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေရဆဲဖြစ်ပြီးငလင်ဘေးတင်ပြည်သူအများစုဟာလည်းယာယီခိုးလုံရနေရာတွေမှာပဲဆက်လက်နေထိုင်နေရတာဖြစ်ပါတယ်ခင်ဗျာ။ PDF တက်ရင်းတွေကိုဒေါ်လာ25သန်းနီးပါးထောက်ပံ့ပေးခဲ့တယ်လို့ MOD ထုတ်ပြန်တဲ့အကြောင်းကိုပြောပြပေးပါမယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တက်ရင်းတပ်ဖွဲ့တွေဖွဲ့စည်းပြီးချိန်ကနေစတင်လို့ဒီကနေ့အချိန်ထိတက်ရင်းထောက်ပံ့စရိတ်အဖြစ် American Dollar 24.9သန်းကန်ထောက်ပံ့ပြီးဖြစ်တယ်လို့မေလ9ရက်နေ့ညပိုင်းမှာအမျိုးသားညွှန်ရေးအစိုးရ NUG ကထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီထောက်ပံ့စရိတ်တွေကို2021ခုနှစ် NUG ရဲ့ PDF တက်ရင်နေ စတင်ဖွဲ့စည်းခဲ့ခြင်းကစလို့ဒီကနေ့2025ခုနှစ်မေလအထိ၄နှစ်တာအတွင်းအချိန်ရေ28ကြိမ်နဲ့ခွဲဝေထောက်ပို့ခဲ့တာလို့ဖော်ပြပါရှိပါတယ်။နိုင်ငံတော်အမှရှိတဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကတက်ရင်တက်ဖွဲ့ပေါင်း300ကျော်ကိုထောက်ပံ့ခဲ့တာလို့ဆိုပါတယ်။ ထောက်ပံ့ငွေရဲ90ရာခိုင်နှုန်းဖြစ်တဲ့အမေရိကန်ဒေါ်လာ22.5တန်းကိုပြည်သူဒေါ်လာရေးထောက်ပို့တက် PRF ရဲ့အစီအစဉ်နဲ့2021ခုနှစ်ကနေ2024ခုနှစ်အထိ34လတာကာလအတွင်းရရှိငွေကနေထုတ်နှုတ်သုံးစွဲခဲ့တာလို့ဖော်ပြပါရတယ်။ PRF ဆိုတာဟာတလကိုအနည်းဆုံးမြန်မာငွေကျပ်3000ကနေစတင်လို့လစဉ်ထည့်သွင်းပြီးပြည်သူတော်လှန်ရေးထောက်ဖို့တပ်သားအဖြစ်ပါဝင်နိုင်ဖို့အမျိုးသားညွရေးအစိုးရကာကွယ်ဝင်ကြီးဌာနကဖွဲ့စည်းထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်။အမျိုးသားညွရေးအစိုးရကာကွယ်ဝင်ကြီးဌာန PDF တပ်ရင်းတပ်ဖွဲ့တွေကို2021ခုနှစ်မေလ9ရက်နေ့ကစတင်ဖွဲ့စည်းတည်ထောင်ခဲ့ရမှာအခုနှစ်2025မေလ9ရက်နေ့မှာ လင်းထည့်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ။ ငလင်တန်တဲ့သူတွေကိုကုသပေးခဲ့တဲ့ American စိတ်ပညာရှင်အဖွဲ့ပြန်လည်ထွက်ခွာတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။နေပြည်တော်စပူတီရီမြို့နယ်ရွှေကြပင်ဘောလုံးကွင်းမှာယာယီစေးလုံးဖွင့်လှစ်ပြီးငလင်တန်တဲ့သူတွေကိုကုသပေးခဲ့တဲ့ American ခြေဆိုင် Samaritan Parks International Relic စိတ်ပညာရှင်အဖွဲ့ဟာကုသမှုတွေရန်နာပြီးပြန်လည်ထွက်ခွာသွားပြီလို့စစ်ကောင်စီရဲ့ကြမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ အဲ့ဒီအဖွဲ့ဟာဧပြီလ9ရက်နေ့ကနေမေလ6ရက်နေ့အတွင်းခွဲစိတ်ကုသမှုပေါင်း303ခုလူနာပေါင်း9823ဦးကို ကုသမှုပေးခဲ့ပြီးအမေရိကန်ဒေါ်လာ1.5တန်းတန်ဖိုးရှိတဲ့အရေးပေါ်ကုသဆောင်လူနာဆောင်တွေအရေးပေါ်ခွဲစိတ်ခန့်တွေစေပေကန်ဓာတ်ခွဲကန်နဲ့ရေတန့်စင်စနစ်တွေကိုကျမ်းမာရေးဝန်ကြီးဌာနစီလှူဒါန်းပေးခဲ့တယ်လို့သိရပါဗျာ။ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ငလင်တန်းတင့်အိမ်အောင်စု9000တွက်ဆိုလာမီရေတန့်ဇက်တွေနဲ့အိမ်အောင်စုသုံးပစ္စည်းတွေကိုအမေရိကန်ဆေးဖွဲ့ကထောက်ပံ့ပေးခဲ့ကြောင်းလည်းသိရပါဗျာ။စကိုင်းနဲ့မန္တလေးမြို့နီးဗဟိုပြုလို့မေလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင်းစေယုံစေကံပေါင်း350ကျော်ဟာထိခိုက်ပျက်စီးမှုရှိခဲ့တာပါ အဲဒါကြောင့်နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေဖိတ်ခေါ်ခဲ့ရမှာနိုင်ငံပေါင်း18နိုင်ငံကအရေးပေါ်စေးဖွဲ့28ဖွဲ့ရောက်ရှိလာခဲ့တယ်လို့စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာတက်ခိုင်ဝင်းက Samaritan Parks International Relief ကိုဂုဏ်ပြုနှုတ်ဆက်ပွဲမှာပြောခဲ့ပါတယ်။စစ်ကောင်စီစီးရင်နေရငလင်တန်တဲ့တိုင်းနယ်ပြည်နယ်6ခုမှာမေလ9ရက်နေ့အထိတိုက်ဆုံသူစုစုပေါင်း3,962ဦး ထိခိုက်ဒဏ်ရာရသူ9106ဦးနဲ့ပျောက်ဆုံးနေသူဟာ88ဦးရှိတယ်လို့သိရပါပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်အိန္ဒိယပါကစ္စတန်တိုက်ခိုက်မှုတွေပြီးလေကြောင်းလိုင်းခီးစဉ်တွေလမ်းကြောင်းတက်ရွေးဆွဲတဲ့သတင်းကိုမြစည်းမဝိုင်းတို့သူမက်ရွှေတွေကတင်ဆက်ပေးမှာပါ နျူကလ িয়ার လက်နက်တပ်ဆင်ထားတဲ့အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံတို့အကြားဗုဒ္ဓဟူးနေ့ကတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်လေကြောင်းလိုင်းတွေလည်းခီးစစ်တွေကိုပယ်ဖြတ်တာလမ်းကြောင်းပြောင်းလဲတာနဲ့ပြန်လည်စီစဉ်သတ်မှတ်တာတို့ကိုပြုလုပ်လာကြပါတယ်။အရင်လောက်ကဖြစ်ပွားခဲ့တဲ့ကြောက်မက်ဖွယ်တိုက်ခိုက်မှုကိုလက်တုံ့ပြန်တဲ့အနေနဲ့အိန္ဒိယကဒုံးကျည်တွေပြုလုပ်ခဲ့ပြီးတဲ့နောက်ကြာရှည်စွာရန်ပတ်ဖြစ်နေတဲ့အိန္ဒိယနိုင်ငံကြီးနှစ်ခုအကြားမှာအငင်းပွားနယ်စပ်ဒေသမှာအမြောက်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အနေအဆုံကိုရှောင်ရှားနိုင်မှုအတွက်လေချောင်းလိုင်းနေလဲဘလို့ပဲပုံလုံးဆောင်နေရဲဆိုတာကိုအချင်းချုပ်ပြောပြပေးပါမယ်။တောင်ကိုရီးယားဆိုမျိုးအင်ချီယွန်ကနေဒူဘိုင်းကိုပြန်တန်းတဲ့ခီးစင်ကိုပြန်လဲရေးဆွဲတက်မှတ်ခဲ့ရာအရင်လောင်းဖြစ်တဲ့ပါကစ္စတန်လီပိုင်းနက်ကိုဖြတ်ကျော်ပြန်တမ်းမဲ့အစားတောင်ပလန်းချောင်းဖြစ်တဲ့မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယနိုင်ငံတို့အပေါ်မှာဖြတ်ကျော်ပြန်တမ်းတဲ့လမ်းချောင်းကိုရွေးချယ်ခဲ့ပါတယ်။ ောက်ထပ်အပြောင်းအလဲတွေထပ်လုပ်နိုင်မှုအတွက်အခြေအနေကိုကျွန်တော်တို့စောင့်ကြည့်လေ့လာနေပါတယ်လို့ကိုရီးယားလေကြောင်းလိုင်းအရာရှိတို့က AFP ကိုပြောပါတယ် ထိုင်ဝမ်နိုင်ငံရဲ့ China Airlines ကလည်းလေကြောင်းခရီးစဉ်အများအပြားကိုလမ်းကြောင်းပြောင်းလဲတာပယ်ဖြတ်တာလို့ပြုလုပ်ခဲ့ပါတယ်။တိုင်ပေကနေ Frankfurt နဲ့ Amsterdam တို့ကိုသွားရောက်တဲ့လေကြောင်းခရီးစဉ်နှစ်ခုကိုထိုင်ဝမ်မြို့တော်ကိုပြန်မလာမီဘန်ကောက်ကိုနည်းပညာအရလမ်းကြောင်းပြောင်းလဲခြင်းပြုလုပ်ခဲ့ပါတယ်။တိုင်ပေကနေ Paris, Rome နဲ့ London တို့ကိုပြန်တန်းတဲ့လေကြောင်းခရီးစဉ်သုံးခုကိုအင်္ဂါနေ့နဲ့ဗုဒ္ဓဟူးနေ့တို့မှာဖြတ်သိမ်းခဲ့ပါတယ်။ China Airlines ကအခြေအနေတွေကိုဆက်လက်ဆောင်ကြည့်အကဲခတ်နေပြီးဒီကြောင့်ခီးစင်တွေကိုလိုအပ်တယ်လို့ပြောင်းလဲချိန်ညှိသွားမယ်လို့ပြောဆိုထားပါတယ်။ဥရောပနဲ့အသွားပြန်ပြန်တန်းနေတဲ့လေကြောင်းလိုင်းခီးစင်တွေကိုလင်းရင်အဖွဲသားတွေနဲ့ခီးသည်တွေရဲ့လုံခြုံရေးအတွက်အနေရရှိလေပိုင်နက်တွေကိုရှောင်ရှားပြန်တန်းနိုင်မှုအမှန်တကယ်အခြေအနေတွေပေါ်မှာအခြေခံကပြင်ဆင်ချိန်ညှိမှုတွေပြုလုပ်သွားမယ်လို့ EVA Air ကလည်းပြောဆိုထားပါတယ်။ ဗီယန်နာကဘန်ကောက်ကိုပြန်တန်းနေတဲ့ခီးစဉ်ကိုအော်စတြေးလျမြို့တော်ဗီယန်နာကိုလှည့်ပြန်มาဖြစ်ပြီးတိုင်ပေကနေမီလန်ကိုပြန်တန်းနေတဲ့ခီးစဉ်ကိုလင်းရစီဖြစ်ဖို့ဗီယန်နာကိုလေကြောင်းပြောင်းလဲပြန်တန်းသွားมาဖြစ်ကအဲဒီနောက်အီတလီမြို့မီလန်ကိုဆက်လက်ပြန်တန်းသွားမယ်လို့လေကြောင်းလိုင်းကြီးညာချက်ကဖော်ပြထားပါတယ်။အိန္ဒိယနိုင်ငံလေကြောင်းလိုင်း Aeroflot ကလည်းအိန္ဒိယထိုင်းနိုင်ငံ၊သရီလင်္ကာနိုင်ငံ၊မော်ဒိုင်းဆေးရှယ်ဖ်တို့ကို မော်စကိုကနေပြန်တက်နေတဲ့လေကြောင်းခေစင်တွေကိုလမ်းကြောင်းတွေပြန်လည်ပြုပြင်ရေးဆွဲသွားမယ်လို့ပြောပါတယ်။ပါကစ္စတန်ဒီပိုင်းနက်ကိုရှောင်ရှားနိုင်မှုအတွက်စင်ကာပူနိုင်ငံကသူ့ရဲ့ခေစင်တွေကိုပြန်လည်ပြင်ဆင်ရေးဆွဲနေပြီဖြစ်တယ်လို့စင်ကာပူလေကြောင်းလိုင်းကလည်းပြောထားပါတယ်။ ကွာလာလမ်ပူကနေလန်ဒန်လေးစိတ်နဲ့ပဲရစ်လေးစိတ်တွေကိုပြန်တန်းနေတဲ့ခရီးစဉ်နှစ်ခုကိုလမ်းကြောင်းပြောင်းလဲပြီးဖြစ်တယ်လို့မလေးရှားလေးချောင်းလိုင်းကလည်းပြောဆိုထားပါတယ်။ဒီခရီးစဉ်တွေကခရီးဆုံးကိုဆက်လက်မထွက်ခွာမီဒိုဟာမှာရနာခဲ့ကြပါတယ်။အိန္ဒိယနိုင်ငံအမရစာမြို့နယ်အသွားပြန်ပြုလုပ်နေတဲ့ခရီးစဉ်အလုံးကိုမေလာ9ရက်နေ့ထိဆိုင်းငံ့ထားကြောင်းလေးချောင်းလိုင်းကကြေညာထားပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ကတော့ပါကစ္စတန်ဒီပိုင်းနက်ကိုရှောင်ရှားနိုင်မှုအတွက်ဥရောပနဲ့တောင်အရှကိုပြန်တန်းနေတဲ့ခရီးစဉ်တွေကိုဗုဒ္ဓုံးနဲ့မနက်9နာရီကစတင်ကပြင်ဆင်ပြောင်းလဲပြန်တန်းနေပြီဖြစ်ကြောင်း Thai Airways ကပြောဆိုထားပါတယ်။ခရီးစဉ်နောက်နေ့ကြံ့ကြာမှုတွေရှိနိုင်ကြောင်းလည်းသတိပေးထားပါတယ်။ဥရောပမျိုးကြီးတွေကိုပြန်တန်းနေတဲ့ခရီးစဉ်အနည်းဆုံး၈ခုထိခိုက်နိုင်ပြီးဘန်ကောက်ကနေအစ္စလာမဘတ်ကိုပြန်တန်းမဲ့ခရီးစဉ်နဲ့ဗုဒ္ဓုံးနဲ့မှပြန်လာမဲ့အပြန်ခရီးစဉ်ကိုဖြတ်တန်းနိုင်ကြောင်းလည်းကြေညာထားပါတယ်။ ပြင်းထန်နိုင်ငံကတော့နောက်ထပ်ကြီးညာချက်မထုတ်ပြန်မချင်းပါကစ္စတန်လေပိုင်နက်ကနေဖြတ်ကျော်ပြန်တန်းခြင်းကိုသူတို့လေယာဉ်တွေကရှောင်ရှားသွားမှာဖြစ်ကြောင်း Air France ကကြီးညာထားပါတယ်။ Daily ဘန်ကောက်နဲ့ Ho Chi Minh မြို့တွေကိုပြန်တန်းမဲ့ခီးစင်တွေပြန်တန်းချိန်ပုံမူကြမျက်နိုင်ကြောင်းလည်းသတိပေးထားပါတယ်။တရီလင်္ကာနိုင်ငံကတော့သူ့လေကြောင်းလိုင်းခီးစင်တွေထိခိုက်မှုမရှိကြောင်းနဲ့ပါကစ္စတန်လာဟူးနဲ့ Karachi မြို့တွေကိုတပတ်ကို၄ချိန်ပြတ်တန်းနေတဲ့ခီးစင်တွေလည်းအပြောင်းလဲမရှိကြောင်းတရီလင်္ကာ Airline ကပြောဆိုထားပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ1100ကျပ် ပြင်ပအပေါင်စီ4420ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စီ1626.84ကျပ်ပြင်ပအပေါင်စီ3411ကျပ်ဘောပါတယူရိုကိုစစ်ကောင်စီတတ်မှတ်စီ1388.18ကျပ်ပြင်ပပေါင်စီ9039ကျပ်ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စီ64.33ကျပ်ပြင်ပပေါင်စီ135.39ကျပ် လေရှာတဝင်းကစ်ကိုစစ်ကောင်စီတပ်မတ်စဉ်495တပ်သမား၄ကြံပြင်ပပေါင်စဉ်1030ကြံပေါင်စဉ်ရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အခောက်ရွှေတစ်ချပ်သားကိုရွှေကုန်တဲ့အတင်းတပ်မတ်စဉ်58တိန်တောင်းကြံပြင်ပပေါင်စဉ်85တိန်တောင်းကြံ15ပဲတစ်ချပ်သားကိုရွှေကုန်တဲ့အတင်းတပ်မတ်စဉ်53တိန် 9325ကျပ်ပြင်ပပေါက်စီ80သိန်း9000ကျပ်ပေါက်စီရှိပါတယ်ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်လီတာကို2480ကျပ်ပရီမီယံဒီဇယ်လီတာကို3055ကျပ်အောက်တိတ်နေဒီ2လီတာကို2885ကျပ်အောက်တိတ်95လီတာကို2900 40ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြဘာသာသုံးကြည့်ဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်စေ6900ကျပ်ပြင်ပပေါက်ဈေး9000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြဘာသာသုံးတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ။တမျက်စိမှ Prime Time မျက်စိမှသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေ။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။